လူတေနေရောက်ကျွန်တော်မနေညအိမ်မထဲမှာကျွန်တော်ကေနိုင်ခဲ့တယ်ကျွန်တော်လုံးဝလီစင်မပြောဘူးကျွန်တော်ပြည့်ပြည့်စုံစုံကုသိုလ်ငရေကြသည်ဒါပေမဲ့မနေ့ကတော့မမို့ခံရင်ကျွန်တော်တောင်းတကုန်မှာတရားသွားဆွေးနေတယ်ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီကောင်တွေမှာဒီလူတော်တွေကိုကြောက်နေတိုင်းဒီတိုင်းပြည်မပြည့်လောကကြီးမှာပြည့်စရာတိုင်းမရှိတော့ဘူးအဲ့ဒါကျွန်တော်တို့တွေကတော်လှန်ရေးကိုပေါ့လို့ပြောတယ်တထပ်ပနေရကလောက်လုံးမှာကျွန်တော်နိုင်အောင်လုပ်မှာဖြစ်တယ် ဟိုင်းချရမီဝဘီတူညီကိုမော်မများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မှချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်မေလ9ရက်ရက်ကျွန်တော်တောက်ချနေမှာနဲ့ပိုင်မှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းကောင်းတွေကိုဥဖျက်ဖျက်တင်ဆက်ပေးတော့မှာမို့လို့ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့အခါတိုင်းလိုပဲဒီမနေ့မှနောက်ဆုံးကြားသိရတဲ့ပါနော်တော်လန်သတင်းကောင်းသတင်းတိုလေးတွေအယုံဆုံးကြည့်လိုက်ရအောင်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ ။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အစမှာရှိတဲ့အချမ်းပစက်တဲ့ရှေ့တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါဝင်20ဦးတေဆုံးပြီးတော့မှစစ်သားအလုံးစခန်းဆုံးခွာထုတ်ပြေးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မေလ6ရက်နေ့နနက်9:55မိနစ်အချိန်မှာတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်ဆက်မှာရှိတဲ့ကျမ်းပဲစစ်တပ်ရဲ့ ဝါယပိန်တော့ပြန်ရှိတန်းစကန်ကိုတလိုင်းပွန်အဖွဲကဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီထိတွေ့တဲ့ပွဲတွေမှာကျမ်းပစက်တပ်ကဘူးမှုမြင့်ဝင်းပေါဝင်စကောင်စီတတာ20ဦးတေဆုံးခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ခုဆိုရင်တောင်ပိုင်းတိုင်းမှာပါနော်တလိုင်းရေးပူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှတစားတစ်တစားပို့ပြီးတော့မှစီရဲချိန်မြင့်တင်မှုတွေလှုပ်ဆောင်နေတာမို့လို့ကျွန်တော်တို့နဲ့မကြခင်မှာတော့ဒီတဲ့ပို့ပြီးတော့မှကောင်းမွန်တယ်ပေါ့နော်။စစ်ကန်တိုင်းအောင်ပွဲတွေကိုလည်းကြားဖို့ရှိနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ ကချင်ပြည်နယ်ဘော်မျိုးတင်းတက်ပွဲတွေမှာဖမ်းမိခဲ့တဲ့စစ်ကောင်စီရဲ့တမမိသားစုဝင်တွေပါဝင်တဲ့တုံပန်း160ကိုတပ်ဖြတ်ပွားရာမျိုးတွင်းကမြို့ပြင်နေရာကိုခေါ်ထုတ်နိုင်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘော်မျိုးညောင်ပင်ရက်မှာဧပြီလ29ရက်နေ့လက်နေချတဲ့စစ်ကောင်စီရဲ့တမမိသားစုဝင်တွေနဲ့ရဲဘော်ရဲမီ160ကျော်ကိုမြို့ပြင်ခေါ်ထုတ်ပြစ်စီပြီးပြီးတော့မှအခုဆိုရင်ကျော်တို့ဒီ KIA နဲ့ PDF ဖုန်းတို့ဖုန်းနဲ့ပြမစကခ27တတွင်ဆက်လက်တပ်ပေါ်ဝင်နေတယ်လို့နောက်ထပ်သိရတာပဲဖြစ်ပါတယ် တမိသားစုတွေပေါ်ဝင်တဲ့တုံ့ပန်းတွေဖမ်းဆီးနိုင်မှုတုံ့ပန်းတွေနဲ့သူလက်နက်ခဲရမရလက်တလောဆေးရချင်းတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းဖို့ KIA သတင်းပြချရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူထောင်စစ်တွေစုံစမ်းထားဆဲဖြစ်တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒီဘုံမျိုးမှာဆိုတော့ဗောဒါကျွန်တော်အရင်တွေကကြားထားတဲ့အတိုင်းပဲဒီစစ်ကောင်စီနဲ့သူတို့တမိသားစုတွေကိုကျွန်တော် KIA PDF တပ်ဖို့မနေရနေပြီးတော့မှာ ဘာစီယမ်မီတာတွေရှိတာဖြစ်ဖြစ်မှာခုဆိုရင်တဲပွဲနဲ့ဝေးရကိုရှောင်းသိမ်းမှုတွေလှုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဘော်မျိုးကဆိုတော့ကျွန်တော်စကားခါနဲ့စတဲ့ကို KPDF ပုံတော့ဖို့နဲ့ပြုမှာပေါ့နော်။ပြည်တဲ့သိမ်းပိုင်းနဲ့ဖို့ကြိုးစားနေတာဖြစ်လို့မကြခင်မှာတော့ကျွန်တော်တို့ရဲ့ဘော်မျိုးတစ်ခုလုံးကိုအလုံးစုံထိန်းချုပ်နိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆိုရင်တောင်ပိုင်းတိုင်းမှာပွဲကျန်းလာတဲ့ပါနော်ကျွန်တော်တို့တော်လိုင်းပွန်တဖို့နေရဲ့ထိုးစစ်တွေအကြောင်းပြောဆိုထားတဲ့ဆရာလူမြတ်ကျော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော် ။ဒီနေ့လေ PDF ပူပေါင်းတက်နေတဲ့ပါတီတို့အမိုးတို့အတီးတို့အကြော့တို့ရဲ့တောင်ပိုင်းတစ်ခွင်မှာရှမ်းနေပါ။ဂျုံတို့မှာစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေကိုမတိုက်စဘူးအတိုက်ထူးတဲ့အတ္တမဟာခွန်ကပူပေါင်းတက်တွေနဲ့ဖြတ်တိုက်ပါ။ဖြတ်တိုက်တော့ဘာဖြစ်လဲသိလား။ခမရ၄၃ရဲ့တက်ရင်မူဘုံမူစိုးဝင်းအပါဝင်အကောင်၃၀ဝိုင်းချင်းပြီးတည်ချင်းစိုးရပါလေ။ညင်ညင်ချင်းတက်ကျုံတို့ကောက်လိုက်ကုန်တစ်ချက်ငမ်းမိကြည့်တော့ န်တောင်ကလေးထောက်တကားကိုရိုက်ချိုးပြီးกินပြီးနေမြို့တော်ဖတ်အံကိုတောင်ပိုင်းစစ်ဒေသကကဲနလီပူပေါင်းတက်တွေကတင်ပိုက်ပြီးတမာတုံတမာငါကြောက်ကြီးမုံတခွင်ကတော့ကြောက်ကြီးမုံပဲနယ်ဂုံမတီအလေပိုင်းတိုင်းစစ်ဌာနချုပ်တောင်မူစီကိုလာပါလိမ့်မယ်လာကိုလာလိမ့်မယ်လို့ကျွန်တော်ပြောနေတယ်ကျုပ်ပြေတာအလံပြူထောင်ဖို့လုပ်တာမဟုတ်လားမြားကြီး အလဲပိုင်းတိုင်း sorry အရှိတောင်တိုင်းစစ်ဌာနချုပ်အနိတာနေရတယ်ထင်တာလား short right တုံးတွေကပြင်အဝေးရောက်သလို short right တုံးကိုအစ်စ်မြင့်ထားတဲ့လက်နက်တွေ drone တွေရွာချလိုက်နိုင်လို့ဇုံးဝင်းမှာခွေပြပြရတဲ့အခြေအနေကိုတော့မမိပါနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်အချိန်ကြီး drone မိုးရွာလို့ရတယ်ဆိုတာမိမတော်ပါနဲ့အဲ့တော့တောင်ပိုင်းစစ်တေတာဖအံကြုံတို့ကော့ရိတ်မြောက်ရီတခွင်မှာ ဖန်တောင်ကလေးထောင်ကျွန်တော်တို့ထောင်တကားတွေရက်ချိုးရပါလိမ့်မယ်။ဖန်တောင်ကလေးထောင်ထဲမှာကျွန်တော်တို့ရဲ့တော်ကြီးကန်းစစ်ကြောအစရှိရပါဗျာ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နိုင်ငံရေးအကျဉ်းသားပေါင်း900ကျော်လောက်ရှိပါတယ်။တောင်ကလေးထောင်တကားဖန်ထောင်တကားကိုရိုက်ပွင့်နိုင်ရင်အင်အား900တုံးမှဖြစ်တယ်လို့ဖန်မျိုးရင်းကတမန်နေနဲ့လောက်ခံတက်တွေဟာလေလူသူအင်အားမရှိတော့တဲ့အခြေအနေ။ဒါကြောင့်မို့ဖန်မျိုးသိမ့်တိုက်ပွဲနဲ့အတူ တောင်လီထောင်တကားကိုရိုက်ချိုးတထုံဘီလီပူပေါင်းတက်တွေနဲ့ထပ်ပေါင်းပြီးစစ်တောင်းစားကိုပိတ်ချထားလိုက်ရင်ကင်းပီနေလုံမြောက်ပါဒါတော့ဗောနဆရာလူမဲကျော်ကနေပြည်မှာအခုတလောကျော်တော့တောင်ပိုင်းတိုင်းမှာဆိုတော့ဈေးလိုရှောင်းမှုတွေအခုစဉ်တစားတဲ့တစားဗောနပိုပြည်မှာပြင်းထန်လာလဲဆိုတော့ကျွန်တော်ပြောဆိုထားတာပြည်မှာအဓိကအနေနဲ့ကတော့ဒီဖအန်းကျုံတို့ကော့ကရိတ်မော်လမြိုင်စားတဲ့မြို့တွေမှာဆိုတော့ကျွန်တော်အနေနဲ့ ုဆိုရင်ထိုးစစ်တွေစတင်နိုင်တော့မယ်ဆိုတဲ့ကြောင်းလည်းကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။အဓိကအနေနဲ့ကတော့ဒီဘန်မျိုးမှာရှိတယ်ပေါ့နော်။စစ်ကောင်စီတပ်ဖွဲ့တွေကိုခုဆိုရင်ကျွန်တော်အနေနဲ့တက်ခတ်မှုတွေစတင်လို့ဆောက်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့တစ်ဖက်မှာလည်းအဲ့လိုမျိုးတတိယတွေထွက်ပေါ်လာတဲ့အတွက်ကြောင့်မလို့စစ်ကောင်စီအနေနဲ့ကတော့အင်အားဖြည့်တင်းမှုတွေနဲ့ဒီကရုအချင်းဘာကတွေတူပြီးတော့မှဆောက်လို့ရတာတွေလည်းဆက်လက်လှုပ်ဆောင်နေတဲ့လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဆိုတော့တောင်ပိုင်းတိုင်းမှာဆိုတော့ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းချွေးစစ်စနစ်နဲ့ပေါ့နော်ခုဆိုရင်တဖြည်းဖြည်းလှုပ်ဆောင်လာတာမို့လို့ဒီနေ့ထဲမှာဆိုရင်ကျွန်တော်အားလုံးမျှဝေထားတဲ့နေပြည်တော်တွေတရားဥပဒေနိုင်ဖို့ တော်လိုင်းတဖို့ဝင်တီတီကနေပြီးတော့မှရောက်ရနေရာတွေတတ်တွေမှာဈေးပေါ်ဆောင်မှုတွေအချိန်တိုးမြင့်လာတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့နတ်ဆန်ထဘောသားကရမ်းမရဖွင့်အားဝင်ခချုပ်တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။မင်္ဂလာပါရှင်။ဒီတစ်ခါမှတော့ဒေါနာ TV ရဲ့တမတော်တွေကစကားသက်အစီအစဉ်အနေနဲ့ထဘောတက်ကရမ်းမတူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမယောက်ျားကချမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်ထောက်ပို့တက်ကစစ်တီတူပါ။ ချမ်းမြင့်နယ်တောင်ပိုင်းနန်းဆန်မြို့ကနေရန်ကုန်ကတမတော်စေယုံကလေးတထောင်မင်္ဂလာတုံစေယုံကိုနှလုံးအဆိုးရှင်လဲဖို့လာခဲ့ရပါတယ်။မလ3ရက်နေ့ကခရီးသွားလာခွင့်အမိန်အမှုနဲ့လာရပါတယ်။စေယုံကပြန်ချိန်းတာကြောင့်ဇယိတ်ကုံတို့မပြန်နိုင်တာမို့တက်ကိုမပြန်တော့ပဲရန်ကုန်မှာစောင့်ဖို့ဧပြီလ9ရက်နေ့မှာတက်ကတရေးဖို့ကြီးကိုသတင်းပို့ပါတယ်။လေးလပိုင်းပြည့်ရများလို့9လပိုင်း10ရက်နေ့ခွဲရမယ်။ပြန်လာရမလားစောင့်နေရမလားထပ်မေးပေမဲ့အဖြေပြန်မရပါဘူး။ အခုမေလ6ရက်နေ့ကတရေးဖို့ကြီးကိုသတင်းထပ်ဖို့တော့ခွင့်မဲ့ကြေညာလိုက်ပြီလို့ပြောပါတယ်။စီးရဲတယ်နော်။စောင့်နေတဲ့သူကိုအဲ့ဒီလိုကြေညာလို့ရလားသိချင်ပါတယ်ရှင်။ကျမယောက်ျားကစစ်မှုထမ်းကောင်းတစ်စိတ်ရပြီးသားစစ်တပ်30ခန်းရှိတဲ့စစ်တီပါ။တာဝန်ထမ်းဆောင်နေချိန်အတွင်းအဖွားဆုံးလို့ခွင့်ဆက်ရတခါပဲယူခဲ့ပူပါတယ်။အဖေဆုံးတာတော့ခွင့်မပြန်ခဲ့ရပါဘူး။ကျမကိုယ်တိုင်ကျမကြီးလည်းမကောင်းလို့အမောပေါက်ပေါက်နေတော့တတ်မပြန်နိုင်တာမို့ပါ။ ကျမတို့နှစ်နာတာကို အထက်ကတည်အောင်အကူအညီတောင်းပေးရစီလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဆိုတော့ကျွန်တော်တို့ဗောနအခုလိုမျိုးကြားသိရတာတော်တော်လေးကိုစိတ်မချမ်းမြေ့စရာဖြစ်ပါတယ်စစ်ကောင်စီရရှိရဆိုတော့ဒီလိုမျိုးကြားမှာရခွင့်နဲ့ဒီတက်ကနေပြတော့မှခဏတစ်ဖြုတ်ထွက်သွားတယ်ဗောနသူတို့ရဲ့အောက်လင်ငယ်တာတွေပေါ်မှာရုံမာတာဖြစ်ပြီးမှခုဆိုရင်ခွင့်မဲ့လုလိုက်တယ်လို့ကြားသိရတာဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့ဗောနတစ်ရှစ်လင်းနဲ့သူတို့အနေနဲ့ကတော့ခုကြိုးရှာပြတော့မှအကျိုးခံစားခွင့်တွေရရတော့မယ်ဆိုတော့ချင်းတိပြောလို့ရနေတာဖြစ်တယ်တမီတာဆုံးအနေနဲ့အခုလိုမျိုးမတရားခံစားရနေရတယ်ဗောနအမှုတွေ slip ဖြစ်ပေါ်လာနိုင်တော့မလို့ကျွန်တော်တလန်ရဲတပ်ဖွဲ့တွေနဲ့ပြည်သူတွေဘက်ကနေပြီးတော့မလကန်းခေါ်နေတဲ့အချိန်မှာအလီမြတ်ဆုံးပူပေါင်းခုလုံးတင်းနေတဲ့ဆိုတဲ့အကြောင်းထပ်ပြီးတော့မှဖိတ်ခေါ်လိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျော်စိုးကနေပြီးတော့မှအခုတော့တော်တော်လေးဟောဖြစ်နေတဲ့ဘောမတွေရဲ့ပေါ့နော်အယုတ်ကိုက်ပွဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အခုသဘောရင်း6ယောက်ကာကြီးနဲ့အမှုပုခံလာလို့သိရတယ်6ယောက်ကာကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှာလည်းဖြစ်တယ်ဖွင့်တာကကျွန်တော်ရောင်တိုင်းဆိုင်အကောင့်မှာဖွင့်တာ တော့ဒီရန်ကုန်မှာနေတဲ့ဒီအမျိုးသမီးယောက်ကဖွင့်တယ်ပေါ့ဗျာအဲ့တော့ဖွင့်တဲ့လူကိုဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမားတယ်ဒီပေါ်မှာကျွန်တော်ဆွေးနွေးသွားမှာမဟုတ်ပါဘူးအဲ့တော့မားချင်းမှန်ချင်းကလည်းဒါသူဥရိယာသုံးပြမကိစ္စလည်းဖြစ်တယ်ဥရိယာသွားမှာကိစ္စလည်းဖြစ်တယ်ဒီပေါ်မှာတော့ကျွန်တော်မဆွေးနွေးလို့ပါဘူးအဲ့တော့ဖွင့်တဲ့လူကမားတယ်ပဲဖြစ်စေဖွင့်တဲ့လူကမှန်တယ်ပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစုံဝင်းကပြောပါတယ်သူလည်းအဲသူလည်းဒီနှစ်ယောက်ကိုလူပုဂ္ဂိုလ်နဲ့ကိုသူလည်းအမှုဖွင့်မယ်လို့ပြောတယ်ဗျာသူကတော့ကျွန်တော်ဖွဲ့ကြမ်းထောက်မှာနော်ဒီညတော့မဟုတ်မနေ့ပြန်လာမှာသူအမှုဖွင့်မယ်လို့ပြောတယ်ဒါတော့ကျွန်တော်တို့ဒီကိုစုံဝင်းနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လက်လက်မိကြလို့ အခုဆိုဝင်မှုခွင့်ကဏ္ဍဟုတ်လားဆိုတော့ကျွန်တော်တို့လည်းကျွန်တော်မိတ်ဆွေတွေရောမိတ်ဆွေတွေရောပို့တော့ကျွန်တော်လည်းကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်မှုခွင့်ကဏ္ဍဟုတ်တယ်ဟုတ်တယ်အဲ့ဒါမှန်တယ်အဲ့တော့ဒီပုံမှာကျွန်တော်မိတ်ဆွေကကျွန်တော်ခမရထင်မြင်ချက်ပေးပါဆိုတော့ကျွန်တော်ဒီပုံမှာထင်မြင်ချက်ပေးမှာမဟုတ်ပါဘူးဒါကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဒီတရားရုံးကိစ္စလည်းဖြစ်တယ်ဒါကကျွန်တော်တို့ဒီဥပဒေရာသွားမယ့်ကိစ္စလည်းဖြစ်တယ်ဒီပုံမှာကျွန်တော်မားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူးထပ်ပြီးတော့ကျွန်တော်ကိုစိုးဝင်းရလည်းအဲဒီလူပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်ဒီပုံမှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမားတယ်ဒီပုံမှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွေးနွေးလို့ပါဘူးအားလုံးကျေးဇူးတင်ပါတယ် ကဲဒီမှာကြောက်လို့ကြားတဲ့အတိုင်းပဲအခုဆိုရင်ဒီဘုံမိုက်ခွဲပါနော်ဆခလူတဲ့ပွဲတွေကတော့တဖြည်းဖြည်းကြီးကောင်းလာတော့တွေ့တာဖြစ်တယ်ကျော်ဆိုးပြောထားတဲ့အတိုင်းဆိုတော့ဇဝင်းရဆိုရင်ထောင်နှန်းဆန်တော့ဘကိန်းစိုက်ရောက်နေတာပြတော့မှဒီတကုံးမပါနော်မူမူခွဲရန်နေပြတော့မှတရားဆွဲဆိုလိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့နောက်ထပ်အနေနဲ့ပါနော်ဒီကာယကရှင်ဖြစ်တဲ့ဇဝင်းကိုယ်တိုင်ကနေပြတော့မှဒီအကြောင်းနဲ့ပတ်သက်ပြတော့မှဘလူးမြူတွေပရဖော်မလဲဆိုတာကျွန်တော်ဆက်ပြတော့မှကြည့်လိုက်ရအောင်နော်မင်းသားကြီးကမင်းလာအောင် အကောင့်ပိုင်ရှင်ပေါ့နော်ကျွန်တော်ကို သူပြောထားတဲ့အရာတွေရှိသလိုဒီနေ့ iPod ကိုသူဖြတ်သွားတယ်ပြညက်က reaction လုပ်ထားတဲ့ Google လေးတို့နဲ့တခြားနိုင်ငံကလုပ်ထားတဲ့ဟာကိုကျွန်တော်ကိုတက်မတော်စော်ကားပါတယ်တက်မတော်အကြီးကြီးတွေကိုဆဲပါတယ်ဆိုပြီးတော့ဇော်ဘုံရအဘကကြိုကြီးဦးမင်းအောင်လိုင်းကိုဆဲဖို့တယ်နော်ဒီကောင်ဆိုလို့ရှိရင်အခုချက်ချင်းတည်တယ်အကြခံနိုင်တယ်ရအောင်ရှာပြညက်ကနေတော့ကျွန်တော်ကိုလာမလုံးနဲ့အဲ့တော့ဒီဇလန်ကတော့မိုက်ပြီ၊ဝဲကတော့လှပြီကျွန်တော်လည်းနာမည်ကြီးနေတယ်တဖြည်းဖြည်းနဲ့ကျွန်တော်အိမ်မက်မတယ် ကျွန်တော်အိမ်မက်မက်တာပါလဲဆိုတော့အဘအကာချုပ်ကြီးကစင်စည်းတယ်တဲ့စင်စည်းတာအိမ်မက်ထဲမှာတနေ့ရမက်တာပေါ့ကျွန်တော်လည်းမသိဘူးကျွန်တော်ကကျွန်တော်ရဲ့ဆူတောင်းရှိတယ်ကိုကြောင်းနဲ့ပေါ့နော်ကျွန်တော်ရဲ့ကိုကြောင်းနဲ့အိမ်မက်ပေးတော့ကျွန်တော်ရဲ့ကိုကြောင်းနဲ့အိမ်မက်ပေးတော့အေးကျွန်တော်နေမကျွန်အလိုလိုမျိုးပြောလို့မရတော့ကျွန်တော်ဖျားရှိကိုယ်တိုင်အဲ့ဥစ္စာပဲဟိုအိမ်မက်ပေးတော့ဟိုနော်နမင်းကြီးများတွေပေါ့နော်ကျွန်တော်ကိုကြောင်းနဲ့ဆက်နှစ်ပါအိမ်မက်ပေးတော့နမင်းများနော်အဲကျမ်းမပဲကျမ်းမကျွန်တော်အဲ့လိုတွေပြောတော့ကျွန်တော်အိမ်မက်မက်တာအဘကာချုပ်ကြီးကစင်စည်းတာဗျစင်စည်းတာအဲ့ဒါကျွန်တော်လွန်ခဲ့တဲ့၄ရက်လောက်ကနေပဲ ်စင်စည်းတာဘာမှကြည့်ပြအခုဘာမှလည်းမသိဘူးရုရှားပွားပြန်ပြီတဲ့အဲရုရှားသွားပြန်ပြီစင်စည်းတယ်ကျွန်တော်မနေ့ကညကျတော့ကျွန်တော်အိမ်မက်မတာရေထဲမှာလူသေးနေတာပေါ့နော် ရေကန်းကြည်နေတာကြည်တော့ကျွန်တော်လူသေးကိုလိုက်ရှာမတွေ့ဘူးမတွေ့တော့ကျွန်တော်အပေါ်ကိုပြန်တက်လာအပေါ်ကိုပြန်တက်လာတော့အပေါ်ကနေကြည့်တော့အပေါ်ကနေကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာလူသေးတလောင်းကျွန်တော်တွေ့တယ်အဲ့လူသေးကိုကျွန်တော်ရေငုတ်ပြီးတော့မှအဲ့ရေကြီးထဲမှာငုတ်ပြီးအဲ့လူသေးကိုကျွန်တော်ဆွဲတာအဲ့လူကမသိဘူးဂုံးပေါ်ရောက်တော့သူ့ကိုသူ့လူသက်တိပါနှခမ်းလိုက်ပါလောလောလူရှင်းတယ်အနောက်တယောက်ဆိုပြီးတော့ကျွန်တော်ထက်ကြည့် ဲ့လိုမျိုးပေါ့အဲ့မှာရေရွာဖြစ်နေတဲ့အချိန်မှာကြီးတဲ့အချိန်မှာလူတွေနေရောက်ကျွန်တော်မနေညအိမ်မထဲမှာကျွန်တော်ကေနိုင်ခဲ့တယ်ကျွန်တော်လုံးဝလီစဲမပြောဘူးကျွန်တော်ပြပြတမျှကုတုံရေကြသည်ဒါပေမဲ့မနေ့ကတော့မမိုးခံရကျွန်တော်တောင်းတကုံမှာတရားသွားဆွဲနေတယ်အဲ့တော့ဟိုအိမ်မက်ကတော့ကောင်းပါတယ်เนาะကျွန်တော်နာမည်ကြီးတာပေါ့ထင်ပေါ်ကျော်ကြားခြင်းလိုပဲဖြစ်မှာပါတဖြည်းဖြည်းတို့ကအဲ့လိုမျိုးတွေလုပ်လေကျွန်တော်နာမည်ကြီးလေပေါ့เนาะအဲ့တော့ကျတော့အခုကျွန်တော်ချစ်တဲ့အဲဒီပေါ့နော်ကျွန်တော်ရဲ့ညီကိုမိဘမျိုးသူဒီမမိုးခိုင်တင်ထားပါတယ်မမိုးခိုင်အောက်ကိုပဲသွားကြည့်လိုက်ပါနော် မမုတ်ကန်ရဲ့အောက်မှာမန်နေသူ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 တင်ထားပြီးသားနော်သူတင်လာသူ့ရဲ့အောက်မှာမန်နေကိုသွားဖက်လိုက်နော်အဲ့ဒီမန်နေကိုသွားဖက်လိုက်လို့ရှိရင်ကျွန်တော်အမှုရင်ဆိုင်ရမယ့်အရာကဘယ်သူကနိုင်မလဲဘယ်သူကရှုံးမလဲသိလိုက်နော်အဓိကကတော့ဒါ social public area မှာပေါ့နော်သူ့ရဲ့တင်ထားတဲ့ဒီနေ့တရားစွဲရဲဆိုတဲ့မန့်တွေပဲသွားဖက်ပါသူလည်းဖက်ရင်ဖက်မှာပါမဖက်ဘဲတော့မနေပါဘူးเนาะเนาะအဲ့တော့じゃတော့ရင်ဆိုင်ကြတာပေါ့เนาะရင်ဆိုင်ကြတာပေါ့ ျွန်တော်ကဘာမှပြန်မလုပ်ဘူးကျွန်တော်ကလို့တရားဆွဲတဲ့အလုပ်တွေမလုပ်ဘူးကျွန်တော်အဲ့ဒီအလုပ်တွေလုပ်ကုန်မလုပ်တာနော်ကျွန်တော်တရားဆွဲမယ်ဆိုရင်ဆွဲလို့ရတယ်ဒါပေမဲ့ဒီနေ့အကောင်မင်းသားကြီးဆိုတဲ့ကောင်မင်းလောက်အောင်နော်အောင်ဆန်းဦးပေါ့ဒီကောင်နာမည်ကဒီကောင်ကနာမည်တက်တက်ပြောတာပါနော်ဒါဒီကောင်ကအရင်ဆုံးစတိုက်ခိုက်ခဲ့တာကျွန်တော်ဇော်ဘုံရင်မင်းသိနေစီပြီလို့နော်မင်းသိတော့မယ်လို့မင်းရမ MD1 PDF တို့နော်ဘာတို့ညာတို့ပြောတာအပြောပြီးတော့မှအခုဒီမုံမုခိုင်ဆိုတဲ့မုံမုခိုင်ကဘယ်သူနဲ့ပတ်သက်လဲဆိုတာလဲအားလုံးသိကြမှာပါအမျိုးသားရေးသမားတွေအကုန်သိပါတယ် ကဲဇော်ပွင့်ရတော့အခုဆိုရင်ဒီမိုးမိုးခိုင်ဆိုတဲ့တယောက်နဲ့ပါနော်ပြီးတော့မှမင်းသားကြီးနှာခေါင်းပေါင်းပြီးတော့မှဒီအကွက်ကြကြနဲ့ပြန်ပြီးတော့မှထောင်တန်းဆောင်ဖို့ပေါ့နော်စီစဉ်ခံရတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်ဆိုတော့ဒီလိုဘောမတွေကတော့ကျွန်တော်တို့တော်လိုင်းရေးသမားတွေဟောအားချောင်းတော်မကအခုဆိုရင်မနေနဲ့မစားနိုင်ဖြစ်ပြီးတော့မှသူတို့ချင်းတောင်းမှပြန်ပြီးတော့မှကိုက်နေတဲ့ပွဲတွေလည်းရှိနေတာမလို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆောင်ချက်မှာပဲဖြစ်ပါတယ်ကြီးစုနေကြတဲ့မြို့ပါပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေရာကနေအားလုံးကိုတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြီးသူပိုင်းနေတွေကိုဖယ်ရှားဖို့လှုပ်ဆောင်နေတာပေါ့နော်စစ်ကောင်စီရဲ့လိုရနေပတ်သက်ပြီးတော့မှဒီပေါကရုံဘလူမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်စာတွေတော့လာကတ်သွားပြီပေါ့နော်စာတွေတော့လာကတ်သွားပြီဖယ်ပေးရမယ်ပေါ့မဖယ်ပေးဥပဒေရအရေးယူမယ်ဥပဒေရထိရောက်စွာလှုပ်ဆောင်မယ်လို့လဲဒါဥစဉ်တို့ဒီလိုဥစဉ်ဒါနိုင်ငံပိုင်မြေပေါ့မကျူးကျော်ရပေါ့ဥပဒေရရေးယူခြင်းခံရမည်ဆိုရင်မှရေးထားတယ်မှန်ပါတယ်ဒါနိုင်ငံတော်မြေเนาะဆောက်လို့ရရန်တရားကပေါ့เนาะ ဟွာပေါ့ရန်နေရတက်ခွဲကရာဓုကတော့ဥောင်းနိုင်စိုးနဲ့တကွန်းနိုင်ရက်ွက်ကြေးရွာအိမ်တကွန်းနိုင်ရက်ွက်ကြေးရွာယာယီမှုများပေါ့ဗျာအဲ့တော့ဥစဉ်အနေနဲ့ပြည်သူတွေရဲ့ကိုစားဒီတက်မတော်မီခိုတွေရဲ့မီကိုစားနိုင်ငံတော်အကြီးများအကြီးကဲများနဲ့နတ်ဆကတာဝန်ရှိပုဂ္ဂိုလ်များအလုံးမေတ္တာရခံကြပါလေဗျာနော်သူတို့ရွှေ့ကိုပြုတ်လို့ဖျက်လို့အချိန်လေးရအောင်တလတန်စီတလပဲဖြစ်ဖြစ်15ရက်ပဲဖြစ်ဖြစ်ဒီလောက်ကလေးမှရချိန်လေးမှပြေးလို့မရဘူးလားလို့ဦးစင်းအနေနဲ့ပြောချင်ပါလိမ့်ဗျာနော်ဒီချင်ကငလျင်ကာလာကြီးဗျာငလျင်ဖြစ်နေတဲ့အချိန်ညာ ်တခါတဲ့ဓာကြီးတို့ရန်တရားရင်နဲ့ဖုန်းမဲ့ဖြတ်မဲ့ဆိုလို့ရှိရင်တမတော်ပုံရိပ်လဲထိကြိုက်နိုင်တယ်လို့တမတော်ရဲ့ကုန်တဲ့ခါလဲညွှန်းနှားနိုင်တယ်လို့ပြူရီကလည်းတမတော်ကိုအမြင်လွဲအထင်လွဲဖြစ်နိုင်တယ်လို့ဦးစင်းအနေနဲ့တုံ့တက်ချင်ပါလေဗျာနော်ပြူရီကလည်းအဲ့တမတော်မိခိုမိသားစုတွေပြူရီကလည်းဒါသူတို့ဖဲရမှာဆိုတော့တည်ရနားလေတယ်သူတို့ခွန်တောင်းတာကလည်းအများကြီးမတောင်းပါဘူးတလားလောက်ပဲတောင်းတာပါအဲ့တော့နိုင်ငံတော်ကြီးကဲများအနေနဲ့ဒီတုံ့ရဆိုလို့ရှိရင်ဒါမလာဝိဇ္ဇာဖျားကြီးမှာဆိုတော့ကစုံလာပြီမှာချိတ်ချိတ်တိုးတိုးတွေဖြစ်မယ်စီစီကားကားတွေဖြစ်မယ်နော်အခုဆိုပြင်ဆင်မှုတွေလည်းအားလုံးမြင်တဲ့အတိုင်းပါပဲဗျာနော် လောက်ရမ်းကျင်ရိုစရာကောင်းလဲမလူတွေဆိုတဲ့အများကြီးရှိတယ်အဲ့တော့ဒီလိုအချိန်ကာလလေးမှာ15ရက်တန်းစီတလအတန်းစီเนาะရချင်းလေးပေးတယ်နဲ့လို့ဥစဉ်အနေနဲ့တုံ့တက်ပါတယ်ဥပဒေကိုနားလဲပါတယ် ငါပါဝါတားအဲ့လိုမျိုးပြောနေတာကျွန်တော်တို့ပြည်သူတွေပေါ်မှာပါနော်ရုပ်မဟုတ်တွေဆက်လက်လှုပ်ဆောင်ဖို့နောက်ွယ်ရတဲ့မြန်မာသူအပေးနေတယ်ဆိုတော့လည်းကျွန်တော်တို့တည်ရတာပြန်မတကယ်တမ်းကျတော့ဒီကောင်တွေရဲ့ဒီပေါ်ထက်ဒီဘက်နူရဝဲဆွဲအုပ်စုဖြစ်တယ်ဆိုတော့လည်းကျွန်တော်သိရှိထားတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကျွန်တော်ပြည်သူပိုင်နေတွေကိုသူတို့အနေနဲ့ဖြိုချပြတော့မှတပ်ပိုင်မျိုးဆိုပြီးတိမ့်တဲ့ကိစ္စတွေလည်းကျွန်တော်အရင်ခေတ်ကလေးအများစွာရှုံတွေးခဲ့တာမို့လို့ပြည်သူတွေအနေနဲ့ကတော့ခုဆိုရင်ဒီလိုမျိုးခေတ်ပြနေတဲ့အချိန်မှာ ကျွန်တော်တို့ပေါ့နော်စစ်ကောင်စီရဲ့ရုံမှမို့တွေကိုဆက်လက်ပြီးတော့မှခံနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လိုင်းရေးသမားတွေကနေပြီးတော့မှပြည်သူတရားလုံးအနေနဲ့ရဲအနည်းနဲ့ပူပေါင်းပုံကြောက်ဖို့တိုက်တွန်းပြောဆိုနေတာပဲ။ပြီးတော့မှအားလုံးရဲ့မျှော်မှန်းချက်ဖြစ်တဲ့2025ခုနှစ်ထဲမှာစစ်ကောင်စီဖြိုချပစ်သွင်းရေးဝိုင်းဝန်းစ조사ကြပါဆိုဆိုပြီးတော့မှကျွန်တော်တို့အတန်အတန်ပြောဆိုထားကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှဇဘွေးနဲ့ဒီမိုးမိုးခိုင်တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် ငါကဘာကောင်းလဲငါတော့မှာဘသူတွေရှိလဲငါ့ကိုလုပ်ကျဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စားခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်းတန်တန်နဲ့လက်ပြီးလက်မောင်းတန်ခဲ့တဲ့သူအခုတော့မမခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့ဆက်တန်းလဲဆိုတာပြရပါမယ်ကျမရဲ့ဒီဓာတ်ပုံလေးကိုပွဲချမ်းပြနေနော်ကိုကျမကချင်းချောက်ပါလဲဆိုမိန်းလေပြောဆိုတဲ့အကြောင်းလေးကိုကျမဒီ like ကျမရဲ့ Facebook account နော် Facebook account ကနေကျမညချစိတ်ပြည့်စရာကြီးကျွန်တော်ကကြွထိုးနေတော့တင်းသိမ့်မကြည့်နေတာကြောင့်ဒီဗီဒီယိုဖိုင်နှစ်ခုတွေ့လို့တွေ့နေတာဘာလို့ တရားကျွန်တော်ရရှင်လုပ်လဲဆိုတော့သူတို့အချင်းချင်းတောင်မှဘလို့ဖြစ်နေလဲကြည့်နော်အခုဒီမိုးမိုးခိုင်ဆိုကောင်းပါကျွန်တော်လည်းမသိသူ့ပါတီဆိုတော့အခုမကြဘူးလားဒါပေမဲ့သူတို့ဘက်အချမ်းကနေစစ်တပ်ထောက်ခံတဲ့ဘက်အချမ်းကနေကြည့်မယ်ဆိုရင်ဇော်ဘုံဟင်းရမှန်တယ်နော်ဇော်အေးရပါဇက်ကလည်းပြောတယ်ခုနကပြောသူလုံနေလုံဒီကောင်မတို့ဟာမျိုးကကိုတိုးရှာလို့လိုက်လို့ကဟာမျိုးဒါပေမဲ့သူတို့အချင်းချင်းတောင်မှစခွက်လွတ်တဲ့နေရာမှာမထားတာကြည့်နော်ဗါတဲ့အခြေခံလူလဲသားများဘဝမြင့်မားရေးပါတီဘာပါတီဒီခါမကြောက်ဘူးဗါမချပါတီလားဟမ် ချာပါတီချာပါတီတော့တုံးတယ်ဦးမယ်အဲ့တော့မြန်မာနိုင်ငံမှာကျွန်တော်ပြောလို့ကျွန်တော်ပြောလဲစကားရှိပါတယ်ကျွန်တော်တို့တောင်းချုပ်ဖို့လုံနေတာကမင်းအောင်နိုင်ကိုဇော်မဲလုံးတို့ကောင်းမျိုးတွေနော်ပါတီဥက္ကဋ္ဌထားတဲ့ပါတီခေါင်းဆောင်ကကြည့်လိုက်ဒီကောင်မရောက်ပါဟာသေရောခင်ဗျားတို့ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်ကျွန်တော်ဟာမျိုးခံမှလားစဉ်းစားကြည့်ကျွန်တော်တို့ဒီပွဲရှုံးလို့မရဘူးဒီဘွဲကျွန်တော်တို့နိုင်ဟိုနိုင်မှဖြစ်မယ်ဆိုတော့ဒါဟုတ်ပြောတာဒီလိုဟာမျိုးတွေကလူစွာချက်လုပ်ပြီးလွတ်တော်နဲ့ဝင်ဖို့လုပ်နေတာကျော်ဇုံလို့ကောင်းလို့တတိပုဂ္ဂလဝင်မယ်တဲ့ဟိုလားမဟုတ်လားမသိဘူးဒါတန်ထွက်နေတာဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီကောင်တွေမှဒီလွတ်တော်တွေကိုကြောက်လို့တိုင်းဒီတိုင်းပြည်မပြည့်လောကကြီးမှာပြည့်စရာတိုင်းပြည်မရှိတော့ဘူးเนาะအဲ့ဒါကျွန်တော်တို့တွေကတော်လှန်ရေးကိုပေါ့လို့မရဘူးတထောက်တနေရကလုံးဝလုံးမှာကျွန်တော်နိုင်အောင်လုပ်မှဖြစ်မယ်ဒီကျက်တဲ့မိင်္ဂလာမရှိလူလူလူအတိတ်ကမရှိဘယံပတ်တာပေါက်ပန်း၄၀ဒါကတော့တိုင်းပြည်ဒီပြည်လွတ်တော်တွေဝင်ပြီးတော့ဒီကိုစားတို့ကဥဒေပြူရေးဒီဟာဒီအားလုံးကိုတို့ကလုံးတော့မှာဟာတော်ပြီဗောဟမ်တကယ်ပညာရှိတဲ့လူတွေဒေါက်တာဇော်ဝေဆိုးတို့ဟာတို့ကတော်လှန်ထွက်ပြီးတော့တော်လှန်ရေးလုပ်ကြဒုက္ခမျိုးတက်တော့စဉ်းစားကြည့်မနောက်ရင်အောင်ကောင်းလဲစဉ်းစားကြည့် ဒါကြောင့်မလို့တော်လန်ရေးကိုမပေါ့ပါနဲ့ကိုအချင်းချင်းစိတ်ပြက်စရာနေပြောတဲ့ကောင်တည်းခြိတိုင်းနဲ့စိတ်မပြက်သွားနဲ့ကျွန်တော်တို့စားခဲ့တဲ့လမ်းစိတ်စားခဲ့တဲ့နေရာကနေကျွန်တော်ရောက်နေတဲ့နေရာကိုကြည့်ပါကိုစီပြောထားတဲ့အရာအမှားနဲ့နော်ကျွန်တော်အခုလိုမျိုးမမရက်ွက်တွေကနေမြို့မှာချင်းချင်းစခွက်လို့တော့ချင်းချင်းအဖြစ်ဒီကောင်တွေကကျတို့ပီတိုတွေသာမကသူတို့ဒီအိုးစုတူတဲ့လူတွေကိုပါပြန်ပြတော့မှဒုက္ခပေးတတ်တယ်ဆိုတော့လည်းတွေးရှိရတာဖြစ်ပြမှာအခုဆိုရင်သူတို့အနေနဲ့ ဒီစစ်ကောင်စီရဲ့ပေါ့နော်ရွေးကောက်ပွဲထဲမှာတတော်တနင်္လာနေ့ဝင်ပါပြီးတော့မှလွတ်တော်ထဲကိုအတင်းဝင်ဖို့ကြိုးစားနေတဲ့အိုးစုတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးအိုးစုတွေကနေပြီးတော့မှကျတို့တိုင်းသူပြည်သားတွေပေါ်မှာဒီဆက်လက်ရုံးမှာဖို့အုပ်ချုပ်မှုတွေ လို့ဆောင်နိုင်အောင်စ조사နေကြတာမို့လို့တကယ်တမ်းတွေးကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးတွေရဲ့ပေါ့နော်အနာဂတ်တော့တော်တော်လေးရင်းလေးစရာကောင်းတာဖြစ်ပါတယ်ပြည်သူတရလုံးအနေနဲ့ကျွန်တော်တို့ဒီတော်လိုင်းမှာအရှိန်မြင့်ဆုံးရောက်နေတဲ့ချိန်မှာပဲဝိုင်းဝန်း조사ရဲ့နဲ့ကျွန်တော်တို့ဒီစစ်ကောင်စီနဲ့ fiscal အနာရှင်စနစ်ကိုအများဆုံးဖြိုချဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီညမှာပဲဆွန်တက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြေဆုံးပြီးတော့မှတာယာအေးချမ်းတဲ့နေ့တလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီညကနေ့စုမကောင်းတောင်းပေးလိုက်ပါတယ်